တွေးဆွန်ခဲ့တဲ့ဝိနည်းပွဲအထီးကျန်မှုတွေနဲ့မနာလိုမှုတွေကြောင့်တာရင်းကိုပြန်တက်ခဲ့တဲ့အဖေ 2020လောက်နဲ့ဇူလိုင်လ20ရက်နေ့ည9:30မိနစ်အဲဒီအချိန်မှာတော့လူတော်တော်များများကလည်းကိုယ့်ဘာသာအိမ်မှာမိသားစုနဲ့အနားယူပြီးတော့တိတ်ဆိတ်နေခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံအင်ချုံးမှာရှိတဲ့ဆူလူကကိုလိုတလုံးမှာတော့မိသားစုရဲ့ရီမောတန်ကြီးကပြန့်လွင်နေပါတယ်။သူတို့မိသားစုကအိမ်အောင်ဦးစီးမျိုးသားအတွဲဝင်းနေပွဲလုပ်ဖို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။လူတွေအားလုံးကလည်းရီမောပျော်ရွှင်နေကြပြီးတော့စားကြတောက်ကြနဲ့တော်ရှင်ဝင်ရညာလေးတခုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့တိတ်ကြခင်မှာအဲဒီတိုက်ခန်းစီကနေတနက်တန်အကျယ်ကြီးတစ်ချက်ထွက်လာ ခဲ့ပါတော့တယ်။အဲနောက်မှာတော့ကျမရဲ့ယောက်ျားလေးကကျမရဲ့အမျိုးသားကိုတနက်နဲ့ပြစ်လိုက်လို့ပါကဲကြပါအောင်ဆိုတဲ့အမျိုးသမီးတယောက်ရဲ့ကြောက်လန့်တဲ့အကူအညီတောင်းနေတဲ့ခုနကဘောကရက်စကန်ကိုဝင်လာခဲ့ပါတော့တယ်။ရဲတွေနဲ့စစ်တပ်ဖွဲ့တွေအခီးပစ်တဲ့နေရာကိုအမြန်ပြေးသွားခဲ့ကြရတဲ့ဆိုပေမဲ့သူတို့ရောက်တဲ့အချိန်မှာတော့ဒူးရိုင်းထဲမှာလဲနေတဲ့အမျိုးသားတယောက်ကိုမြင်တွေ့လိုက်ရပါတယ်။အဲဒီအမျိုးသားနဲ့တိတ်မဝေးတဲ့နေရာမှာလက်လုံးတနက်နှစ်ခုရဲ့ကြီးတချို့ရဲ့ကိုတွေ့သွားခဲ့ပါတော့တယ်။တောင်ကိုရီးယားနိုင်ငံကတနက်နဲ့ပတ်သက်ပြီးတော့ကမ္ဘာစည်းကမ်းအကြီးအကျယ်ဆုံးနိုင်ငံတွေထဲကတခုဖြစ်တာကြောင့်ပဲအဲလိုမျိုးအမ ူမျိုးကစေစုနှစ်တစ်ခုအတွင်းမှာပထမဆုံးအကြိမ်ပြန်ဖြစ်တာလို့ပြောရင်ရမယ်ထင်ပါတယ်။နောက်ပြီးပူအန်အသင်းစရာကောင်းတာကလူတော်သမားကတစိမ်းမဟုတ်ဘဲနဲ့နိနာသူရဲ့အသက်66နှစ်အရွယ်အဖေကြီးဖြစ်နေခဲ့တဲ့ဆိုတာပါပဲ။ဆိုတော့အဲ့ဒီနိနာသူနဲ့ကျူးလွန်သူတွေကဘတ်တူလေးလဲအဲ့ဒီနိနာသူနဲ့ကျူးလွန်သူတွေကဘလို့မျိုးတွေဖြစ်ခဲ့ကြတာလဲ။ဘာကြောင့်များအဖေကြီးတယောက်ကကိုယ့်ရဲ့သားရင်းပေါ်မှာအဲ့လိုမျိုးလုပ်ခဲ့ကြတာလဲ။ဒီအမှုရဲ့နောက်ွယ်မှာရောဘလို့လှုပ်ဝက်ချက်တွေများရှိပြီးတော့ဘာရင်းများဆက်ဖြစ်သွားလဲဆိုတဲ့ပတ်သက်ပြီးဝီလေး ့ကြည့်ရှုပြီးတော့အပြေးရှားလိုက်ကြပါဦးများလူတွေရဲ့အမြင်မှာတော့ချုံမိသားစုကပြည်စုံတဲ့မိသားစုလေးတခုပါဝဲမစ္စတာချိုရဲ့ဇနီးအောင်ဖြစ်သူက Russian House ဆိုတဲ့တောင်ကိုရီးယားနိုင်ငံကြီးအလားပါကုမ္ပဏီတခုရဲ့ CEO လုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်သူကအဲဒီလုပ်ငန်းကိုအောင်မြင်တဲ့လုပ်ငန်းတခုဖြစ်လာစေဖို့ဆယ်စုနှစ်နဲ့ချီပြီးတော့စူးစမ်းခဲ့ရတာဖြစ်ပြီးအခုချိန်မှာတော့နိုင်ငံခြားရုံးမှာပါလုံငွေတွေနဲ့အောင်မြင်တဲ့လုပ်ငန်းကြီးဖြစ်နေခဲ့ပြီဖြစ်ပါတယ်သူမရဲ့သားဖြစ်သူကအသက်30ဝန်းကျင်မှာရှိသေးပြီးတော့အမေတို့သားတယောက်လည်းဖြစ်ပါတယ်သူကလည်းကိုယ်ပိုင်ဝင်ဝင်ကောင်းတဲ့လုပ်ငန်းနဲ့ ဇနီးဖြစ်သူရဲ့ကလေးနှစ်ယောက်ရန်နဲ့အတူတာယာတဲ့ဘဝလေးကိုဖွင့်ဆိုင်ထားတာပဲဖြစ်ပေါ်တယ်။မိမတွေကကွာရှစ်ထားကြတဲ့သူတွေဖြစ်တဲ့ဆိုရင်လည်းသူကလည်းမိမနှစ်ယောက်စလုံးနဲ့အဆက်အသွယ်မပြတ်ရှိနေပြီးတော့မွေးနေ့ပွဲကိုလည်းပုံမှန်လုပ်ပေးနေကြပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမိသားစုမှာပြဿနာအနည်းငယ်လေးရှိတာကတော့မစ္စတာချိုပဲဖြစ်ပါတယ်။သူကဇနီးဖြစ်သူနဲ့ကွာရှစ်ထားတာနဲ့အစိမ်းကြီးမှရှိနေပြီဖြစ်ပြီးတော့ဆိုးမျိုးမှရှိတဲ့ဒုံဝင်ရောက်ကဇေကန်တိုက်ကြီးတစ်ခုမှနေထိုင်နေတဲ့သူပဲဖြစ်ပါတယ်။ဒါကြတော့အဲ့ဒီတိုက်ခန်းကိုသူ့ရဲ့ဇနီးအောင်ကပိုင်ဆိုင်ထားတာဖြစ်တဲ့ဆိုရင်လည်းသူ့ကိုပေး ေးနေထားတာပဲဖြစ်ပါတယ်။နောက်ပြီးသူကအလုံးမရှိတဲ့သူဖြစ်တဲ့ဆိုရင်မြမိသားစုကသူ့ကိုအတုံးစင်ရေးအနေနဲ့တလားကိုဝမ်း၃နန်းထောက်ခံပေးခဲ့တာနဲ့နဲ့ချီမီကြားခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးမွေးနေတို့တခြားအထိတ်မတ်တို့နေကြရင်တားဖြစ်သူကဖုံးဆက်ထားလာလန်တာတွေလည်းအမြင့်လုခဲ့ပါတယ်။ဒိုင်မလန်24ခုနဲ့အစာပိုင်းမှာတော့သူတို့တွေကမွေးကြီးထောက်ခံတာတွေကိုရုပ်တရင်ရက်ခဲ့ပါတယ်။ဘာကြောင့်ရက်ခဲ့တာလဲဆိုတာကိုရှင်းရင်းလင်းလင်းမသိရဘူးဆိုပေမဲ့အဆက်ဖြတ်ဖို့လုပ်တာမဟုတ်ဘူးလို့တော့သူ့ရဲ့မိသားစုကပြောပြခဲ့ပါတယ်။ဒိုင်မလန်မစ္စတာချိုကတော့သူ့ကိုသူ့ရဲ့ ဲ့ဘွားတွေကနေတုံထုံထားလို့ခန်းစားခဲ့ရပြီးတော့ပုံပြီးတော့အထီးကျန်လာခဲ့ပါတယ်အဲ့လိုမျိုးဖြစ်ပြီးနောက်ပိုင်းမှာသူကအိမ်ထဲမှာပဲအချင်းဖြုံးနေခဲ့ပြီးတော့အပြင်တော့တိတ်မထွက်တော့ပါဘူးနောက်ပိုင်းရဲရဲရဲစော်စံမှုအရာတော့အဲ့ဒီအချိန်ထဲမှာပဲသူက YouTube ပေါ်ကနေတနက်နေ့အကြောင်းကိုလေ့လာနေရပါတယ်အဲ့လိုလုပ်နေရင်လည်းသူကတနက်ချီတွေကိုလည်းတိတ်တိတ်လေးထန်းစုနေခဲ့ပြီးတော့အပြင်ပန်းမှန်တော့ဟန်မပြပဲနဲ့နေနေခဲ့ပါတယ်အဲ့လိုနဲ့ဇွေလာ20ရက်နေ့အရောက်မှာတော့သူသားရဲ့မွေးပွဲကိုကျင်းပခဲ့ပါတော့တယ်သူ့ရဲ့သားကတော့မစ္စတာချိုကိုမွေးပွဲစဉ်ကိုလာဖို့ခေါ်ခဲ့ တယ်ဗျအဲ့ဒီဘက်မှာသူ့ရဲ့သားရဲ့ဇနီးရဲ့ကလေးနှစ်ယောက်ရဲ့မိသားစုတစ်ယောက်အပြင်မစ္စတာချိုတို့လည်းရှိနေခဲ့တယ်ဗျဒါမှလည်းမစ္စတာချိုတရားကြောက်ဖို့ကောင်းတဲ့အရာတစ်ခုကိုကြံစည်နေခဲ့တယ်ဆိုတာကိုတော့ဘာသူမှမသိခဲ့ကြပါဘူးလူတိုင်းရဲ့မြင်မှာတော့မစ္စတာချိုကခေါင်းမာပြီးတော့အသက်ကြီးကြီးအဖိုးကြီးတယောက်ဆိုပေမဲ့မိသားစုဝင်တယောက်အပြင်မြင်နေခဲ့ကြတော့မှပဲပြဿနာကတော့မစ္စတာချိုကတပတ်သက်တည်းသူတို့အပေါ်အညှိုးထားနေတယ်ဆိုတာပါပဲသူ့အတွက်တော့ဇနီးဟောင်းရဲ့တားဖြစ်သူရဲ့ကအောင်မြင်နေရကိုမြင်ရတာသူ့ကဘလောက်အရှုံးသမ ာဖြစ်နေတယ်ဆိုတာကိုသတိပေးနေတယ်လို့ပါပဲကိုစိုးတာကတော့အဲလိုမျိုးအရှုံးသမားဆိုတဲ့ခံစားချက်ကနေသူမပိုင်ဆိုင်တဲ့အရာအလုံးတွေမိသားစုဝင်တွေကိုအပြစ်တင်တဲ့စိတ်ဖြစ်လာခဲ့တာပါပဲမွေးလေးဝဲကျင်းမချင်မှာတော့မစ္စတာချုံကကျန်တဲ့သူတွေနဲ့အတူတခုံထဲမှာထိုင်နေရင်းနဲ့ရင်မောနေခဲ့ပါတယ်အဲဒီတော့မှတော့မစ္စတာချုံကဝဲစရာရှိလို့ကိုစိုးဆိုင်ကိုခဏတွားအောင်မဲ့ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်ဘသူကမှလည်းမစ္စတာချုံကဘာလို့ကိုကြံစည်နေတယ်ဆိုတာကိုသတိမထားမိခဲ့ကြပါဘူးအဲဒီတော့မှတော့မစ္စတာချုံကတကယ်တည်းကိုတန်းပြန်မလာခဲ့ပဲနဲ့ ူကားတွေကနိုင်ဝဲမိနစ်40လောက်ထိုင်နေခဲ့တယ်ဗျသူ့ရဲ့သားကလည်းတော်တော်ကြားနေတာတော့ဘာကြောင့်ပြန်မလာသေးတာလဲဘာများပြဿနာတက်နေရလဲဆိုပြီးတော့သူ့ကိုပုံစံမိခဲ့ပါတယ်သိမ်းမချခင်မှာပဲမစ္စတာဂျုံကပြန်ရောက်လာခဲ့ပြီးတော့တိုက်ခိုင်းရဲ့လူပေါ်ခေါင်းလောင်းကိုတီးလာခဲ့ပါတယ်သူ့ရဲ့သားကတကားဖွင့်လာပြီးတဲ့အခါမှာတော့မစ္စတာဂျုံကဘာစကားတစ်ခုမှမပြောဘဲနဲ့သူ့ကိုယ်တိုင်လှုပ်ထားတဲ့တနေနဲ့တစ်ချက်ဆင့်ပြီးတော့ပြစ်ခဲ့ပါတော့တယ်သူ့ရဲ့သားကလည်းရေဘက်ကိုဖျင်းနေသူ့ရဲ့နေကိုလဲချသွားခဲ့တယ်ဗျသူ့သားရဲ့ဇနီးနဲ့ကလေးတွေကလည်းကြောင်းလန့်တဲ့ ားတွေအဝေးပြေးလာကြရင်လည်းကြောစင်စရာမွေးနေပွဲတွေကနေကြောစရာညာကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့မစ္စတာချိုကသူ့ရဲ့ချွေးမရဲ့မြေးလေးနှစ်ယောက်ရဲ့ကိုလှည့်ပြီးတော့သူတို့ကမှတတ်မှန်ဆိုပြီးတော့ပြောလာခဲ့တယ်ဗျ။အဲဒီနောက်မှာတော့သူ့သားရဲ့တငယ်ချင်းကိုလက်ထဲကတနက်နဲ့ပြစ်လိုက်တဲ့ဆိုပေမဲ့ဖြစ်ရှင်တော့ကြီးကထွက်မသွားခဲ့ပါဘူး။ည7:43မိနစ်လောက်မှာတော့တန်ကျဲကျဲကြောင့် Sherry လည်းအဲဒီတိုက်ခိုင်းကိုကြောက်လာခဲ့ပါတယ်။ဒါပေမဲ့ Mr. Chou ကသူ့ရဲ့ကားကိုမောင်းပြီးတော့စိုးမျိုးတွေကိုထွက်ပြေးသွားခဲ့ပြီပဲဖြစ်ပါတယ်။သူ့ရဲ့သားဖြစ်သူကိုည7:09မိနစ်လောက်မှာ ဈေးဥစီကိုပိုပေးခဲ့တဲ့ဆိုရင်မလဲနောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်တောင်ကိုရီးယားလိုမျိုးလက်နက်ဥပဒေတွေတင်းကျပ်ကျပ်ပြဋ္ဌာန်းထားတဲ့နိုင်ငံမျိုးမှာအဲလိုမျိုးအမှုဖြစ်တယ်ဆိုတာကိုလူလူမဲမဲကလည်းမယုံနိုင်ခဲ့ကြပါဘူးဂျော်ဒီကလည်းအင်းအားအများကြီးကိုတုံပြီးတော့မစ္စတာချိုရဲ့နောက်ကိုချက်ချင်းလိုက်ခဲ့ကြပါတယ်လမ်းလျှောက်မှာရှိတဲ့ CD ဝီရဲ့မှတန်းတွေကြောင့်မစ္စတာချိုကစူးမျိုးရဲ့မျိုးပတ်ချမ်းစီကိုထွက်ပြေးသွားတယ်ဆိုတာကိုသိခဲ့ရပါတယ်အဲ့ဒီမှာပဲလမ်းတွေကိုပိတ်ထားတော့လမ်းစစ်ဆေးတာကိုလုပ်နေရင်ည7:18မိနစ်မှာတော့ဘမ်ဘတုံရက်ွက်မှာကားကိုရပ်ပြီးတော့ပုံနေတဲ့မစ္စတာချိုကိုဖ အမိသွားခဲ့ကြပါရဲဒါပေမဲ့လည်းပြဿနာကအဲဒီလောက်နဲ့တည်းမပြီးသေးပါဘူး။ဘာလို့လဲဆိုရင်တော့မစ္စတာချိုကသူ့ကိုရဲတွေစစ်စစ်မင်းမင်းနဲ့ချိန်မှာပဲဘန်မမရှိတဲ့သူ့ရဲ့တခြံထဲမှာခြေခိုက်ပုံးတွေထောင်ထားသေးရဆိုပြီးတော့ပြောလာခဲ့လို့ပါပဲ။ရဲတွေလည်းတော်တော်လေးကိုရင်ကြီးတုံးကြဖြစ်ပြီးတော့သူ့ရဲ့တိုက်ခန်းစီကိုဘုံချွန်းချင်းအဖွဲတွေကျွမ်းကျင်တသာအဖွဲတွေဆင်လုခဲ့ရပါတယ်။အဲဒီလိုနဲ့ည2နာရီလောက်မှာတော့အဲဒီတိုက်မှာနေကြတဲ့သူတွေကိုအေးပေါ်ရှောက်ခိုင်းတာတွေနဲ့စူညံတန်တွေဖြစ်ကုန်မှာတော့လေ။မစ္စတာချိုကတော့ဇူလိုင်လ22ရက်နေ့နေ့တဲ့ကျရင်ပောက်ကွဲမှလို့ဖွင့်ဆို ူခဲ့တဲ့ဆိုပေမဲ့စိတ်မချရတာကြောင့်ရရဲကအဲ့ဒီတိုင်မှနေတဲ့လူ105ယောက်ကိုညာရင်ချင်းမဲ့ရှောင်ခိုင်းခဲ့ပါတယ်။အဲဒါမှသူ့ရဲ့တကန်းကိုဝင်းအောင်စစ်ဆေးကြည့်တဲ့အချိန်မှာတော့လက်လုံးဖောက်ပွဲပစ္စည်း15ခုကိုချင်းကိုက်ပစ္စည်းတွေနဲ့တွဲထားတာကိုတွေ့ရှိခဲ့ရပါတယ်။ရရဲရဲ့ဆိုရတော့ဖောက်ပွဲပစ္စည်းတွေကလက်လုံးဆိုပေမဲ့လည်းတော်တော်လေးကိုတည့်ရက်နေတယ်လို့ဆိုပါရဲ။ကံကောင်းတာကတော့ပောက်ကွဲမဲ့အချိန်တိုင်းကြီးရရဲလည်းအဲ့ဒီပောက်ကွဲပစ္စည်းတွေကိုရှင်းထုတ်နိုင်ခဲ့တယ်ဆိုတာပါပဲ။အဲလိုမှမဟုတ်ရင်တော့တည်ဆုံးသူကမစ္စတာချိုးရဲ့သားတွေမှာကတည်းကအဲ့ဒီတိုင်မှနေထိုင်ကြ ာတဲ့တခြားသူတွေအများကြီးပုံကတိုးလာနေတာအကြောင်းတော်တော်လေးကိုကန်ကောင်းသွားတယ်လို့စုစုရမှာပဲဖြစ်ပါရဲ့ဆဆချင်းမှာတော့ရဲတွေလည်းဘာကြောင့်များအဖေတယောက်ကသူ့ရဲ့ตาအရင်ကိုမြေးလေးတွေရဲ့ရှေ့မှာအဲလိုမျိုးရုပ်ခဲတာလဲဆိုတာကိုနားမလည်ခဲ့ကြပါဘူးနောက်ပြီးတော့တိုက်ခန်းထဲမှာပောက်ခွဲပစ္စည်းတွေထားပြီးတော့အပြင်းမရှိတဲ့အိမ်ကြီးရှင်တွေကိုမှဘာကြောင့်ဒုက္ခပေးချင်ရလဲဆိုတာကိုနားမလည်နိုင်ဖြစ်ခဲ့ရပါတယ်အားနဲ့ရဲတွေလည်းမစ္စတာချူရဲ့နောက်ကျောင်းကိုလိုက်စုံစမ်းရင်းကနေသူကအတိတ်မှာလည်းလမ်းနဲ့ပတ်သက်ပြီးတော့နည်းနည်းယူတုတဲ့သူဖြစ်တဲ့ဆိုတာကိုသိရှိသွားခဲ့ ပါတယ်။သူ့ရဲ့အိမ်ထဲမှာလည်းနောက်ထပ်လက်လုတ်တနက်ကိုလက်ရဲ့တေချာတိဆောက်ထားတဲ့ဘုံ15လုံးရဲ့ကိုတွေ့ရှိခဲ့ရပြီးတော့သူ့အနေနဲ့အဲ့အရာတွေအားလုံးကို YouTube ကိုကြည်ရင်လေ့လာခဲ့ပြီးတော့ပြုလုပ်ခဲ့တာပါလို့သိရှိခဲ့ရပါတယ်။1998ခုနှစ်ဒီဇင်ဘာလတုန်းကလည်း Mr. Chu ကဗီဒီယိုအငှားဆိုင်တစ်ခုမှာအမျိုးသမီးတယောက်ကိုတားနဲ့ချိန်ချောက်ပြီးတော့သူ့မကိုတတ်ပြီးတော့စော်ကားမယ်ဆိုပြီးတော့ပြောခဲ့မှုတွေတော့လည်းသိရှိရတယ်ဗျာ။1999ခုနှစ်မှာတော့ Mr. Chu ကအာရမမှုရဲ့ထိခိုက်နာကျင်စေမှုတွေနဲ့1003နှစ်ခွဲကြာခဲ့ပူပါတယ်။ဒါမှလည်းအဲ့ဒီနှစ်စွန်လမှာ အယူခံဝင်ခဲ့တာကြောင့်ထောင်နဲ့နှစ်နှစ်ခွင်နဲ့လေးနှစ်အကြံကျုံးနဲ့နေရမယ်ဆိုပြီးတော့ပြည်ထောင်ချုပ်ဖို့ခံခဲ့ရတာပဲဖြစ်ပါတယ်။အဲလိုဖြစ်ပြီးတနှစ်ခွဲကြာမှာတော့သူ့ရဲ့ပထမဆုံးဇနီးနဲ့ကွာရှင်းခဲ့ရပါတယ်။မျက်နှာသူရဲ့ဇနီးဖြစ်သူထွက်ဆိုချက်အရာတော့မစ္စတာချူကသူ့ရဲ့သားကိုတနတ်နဲ့ပြပြီးတော့သူတို့ကပြဖို့လုပ်ခဲ့တဲ့ဆိုပေမဲ့တနတ်ကကြီးညက်သွားခဲ့တယ်ဗျ။အဲဒီနောက်မှသူကကြီးပြန်ဖြစ်ပြီးတော့သူတို့နောက်ကိုလိုက်ခဲ့တဲ့ဆိုပေမဲ့အင်ဒကားကိုတော်ခလိုင်းနိုင်တာရဲ့တနတ်ကပြစ်မရတော့တာရဲ့ကြောင့်သူတို့လည်းအသက်ဘေးကနေလွတ်ခဲ့တာလို့ပြောပြခဲ့တယ်ဗျ။ရဲရဲလေမစ္စတာချူ ကိုဘာကြောင့်များတားဖြစ်သူငယ်မွေးတွေမှာအဲလိုမျိုးလုပ်ဖို့ဆုံးဖြတ်ခဲ့ရလဲဆိုပြီးမြင်မြန်ခဲ့တဲ့အခါမှာတော့သူကနောင်ရရဖို့မပြဘဲနဲ့ငါကြီးနေတဲ့ပုံနဲ့သူ့ရဲ့ဇနီးဟောင်းနဲ့တားဖြစ်သူကသူ့ကိုငွေကြီးထောက်ပံ့မှုမလုပ်တော့ဘဲနဲ့ဆွတ်ပစ်လိုက်လို့ပါဆိုပြီးတော့ပြန်ပြင်ခဲ့ပါတယ်အညိုတေးကြောင့်ပဲသူ့အနေနဲ့အဲလိုမျိုးလုပ်ဖို့ဆုံးဖြတ်ခဲ့တာလို့လည်းပြောပြခဲ့တယ်များရှင်းသားစရာအကောင်ဆုံးကတော့ဇနီးဖြစ်သူနဲ့ကွာရှင်းပြီးကြတဲ့ကအလုံးမလုံးတဲ့သူ့ကိုအဲဒီဇနီးဟောင်းနဲ့တားဖြစ်သူကပဲငွေတွေထောက်ပံ့ပေးနေတာဖြစ်ပြီးတော့အားအကြောင်းမဲ့သူကဝါကိုတတုံတတလေးဖြစ်တန်းခဲ့ရတာပဲဖြစ်ပါတယ် ယ်။နောက်ပြီးရဲတွေကသူ့ကိုစစ်စစ်မြင်မြန်တိုင်းမှာမစ္စတာဂျုံကသူ့အနေနဲ့တဘောအလုံးလူကောင်းတယောက်အနေနဲ့ပဲယူသသားနေခဲ့ပါနဲ့ဆိုပြီးတော့ပဲစက်တိုက်ပြောနေခဲ့သေးတယ်ဗျ။စစ်ပညာကျွမ်းကျင်သူတွေကတော့မစ္စတာဂျုံကအငုံစိတ်ငူနေတာဖြစ်ပြီးတော့ကိုယ့်အပြစ်ကိုမမြင်မဲ့သူများရဲ့အပေါ်ကိုအညိုတေးတွေနဲ့အမုန်းတွေလိုက်ထားနေတဲ့သူကျွမ်းကျင်သူတွေကဆိုပါရဲမစ္စတာဂျုံကတော့သူ့မှာအလုံးမရှိ သူ့မှန်ခြင်းမရှိမိသားစုမရှိဘဲနဲ့စစ်ပစ်ခံလိုက်ရတဲ့ဆိုပြီးတော့ပဲခံစားနေရတယ်လို့ထွက်ဆိုခဲ့ပါရဲဒါပေမဲ့လည်းနင်းနာသူရဲ့စနီးကတော့သူ့ရဲ့အမျိုးသားကနှစ်တိုင်း ်ဖခင်ဖြစ်သူရဲ့ငွေတွေဝဲကိုအတူချင်းမှပေးတာမျိုးသူနဲ့အဆက်အသွယ်လုပ်ပြီးတော့စိတ်ပိုင်းဆိုင်ရာရောငွေကြီးအရာရောထောက်ပံ့ပေးခဲ့ကြောင်းနဲ့ငွေကြီးအထောက်ပံ့ကိုဖြစ်တဲ့ကာလကလည်းသူနဲ့အဆက်အသွယ်လုပ်ထောက်ကိုရက်ထာမဟုတ်ဘဲနဲ့အကြောင်းပြချက်ရှိပါနဲ့ဆိုပြီးတော့လူသိရှင်ညာထုတ်ပြောခဲ့ပါတယ်။ဘုကင်စိတ်ပညာရှင်တွေကလည်းဒီမှုကမိသားစုရဲ့ပြိပက်ကမဟုတ်ဘဲနဲ့အချင်းတို့ကြားရှိခဲ့တဲ့စိတ်ကံစားချက်ဆိုင်ရာချွေးမှုပြဿနာတွေပါဆိုပြီးတော့ထောက်ပြခဲ့တယ်ဗျာ။တကယ်တော့မစ္စတာချိုးရဲ့စိတ်ထဲမှာဇနီးဟောင်းကသူများတော်နဲ့ချမ်းသာမှုဂုဏ်တည်းတွေနဲ့အနာတွေကိုရနိုင် တာဖြစ်တဲ့သူဒါဖြစ်သူကလည်းအမည်ဖြစ်သူကဂုဏ်ကားတဲ့သူပျော်ရှင်စရာမိသားစုတွေတခုကိုပိုင်ဆိုင်ထားတဲ့သူလို့မြင်နေရပဲဖြစ်ပါတယ်ဇနီးဟောင်းအပေါ်မှာသူ့ဘာသာတပတ်သက်အညိုးတွေကိုထိုင်ရင်မစ္စတာချိုကဒါဖြစ်သူကိုပါလူတယောက်လို့မမြင်တော့ဘဲနဲ့လက်စားချေစရာအရာတခုလို့ပဲမြင်သွားခဲ့တာဖြစ်ပါတယ်သူကတော့အဲ့ဒီအမှုကိုကျူးလွန်ခဲ့တာငွေကြီးအချက်တဲကနေစလာတဲ့စိတ်ကြောင်းလို့ဆိုပေမဲ့လည်းရဲတွေကတော့မယုံကြည်ခဲ့ပါဘူးဘာလို့လဲဆိုရင်တော့တမန်ဒေါသကြောင့်ဆိုရင်ကိုယ်နေတဲ့တိုက်ခန်းမှာချင်းကိုက်ပုံးတွေထုံထားမှာမဟုတ်တယ်လို့ကျင်းနဲ့မဆိုင်တဲ့သူတွေ ိုကိုလည်းတနင်္လာနေ့ live ချိန်ပြီးတော့ပြစ်ဖို့စ조사မှာမဟုတ်တော့ပါပဲယူရိအနေနဲ့မစ္စတာချိုးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကြီးနေတဲ့ဆွဲချက်တွေတင်နိုင်အောင်ဆိုပြီးတော့စ조사နေကြတော့မှာပဲနောက်ထပ်ပေါ်လာတဲ့ပြဿနာကတော့သူ့အနေနဲ့ YouTube video ကိုလုပ်ရင်အဲ့ဒီလက်နက်တွေလုတ်ခဲ့တဲ့ဆိုတာပါပဲတောင်ကိုရီးယားလိုမျိုးလက်နက်ဥပဒေတင်းကျပ်တဲ့နိုင်ငံမှာအဲ့ဒီမျိုး YouTuber က video ကိုကြီးနေကိုယ်တိုင်လက်နက်တွေလုတ်ခဲ့တဲ့ဆိုတာကလုံးဝလက်သက်မခံတဲ့အရာမဟုတ်တာကြောင့် online မှာမှအဲဒီလိုမျိုးမကောင်းမှုကိုအားပေးတဲ့နက်နက်ပြုလုပ်နည်းတွေကိုပျောက်ကွယ်သွားစေဖို့ဥပဒေပြဋ္ဌာန်းပြီးတော့ပို့ပြီးတော့တင်းကြက်ကြက်ကင်တနာမျိုးတွေကိုလည်းလုပ်ခဲ့တယ်လို့သိရှိရတယ်ဗျ။လက်ရှိမှာတော့ Mr. Choi ရဲ့အမေကစစ်စစ်နေစေပဲဖြစ်ပြီးတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဒီမျိုးကိုလေးလာကြည့်မယ်ဆိုရင်စိတ်ချမ်းသာရေးကအဓိကကြားတဲ့နေရာမှာပုံဝင်ပတ်သက်နေတာဆိုတာကိုတွေ့မြင်ရပါပဲဖြစ်ပါတယ်။ Mr. Choi သာစောစစ်ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးတော့သူ့ရဲ့စိတ်ထဲမှာရှိနေတဲ့ပုံမှန်မဟုတ်တဲ့အတွေးတွေပျောက်သွားအောင်ကုသမယ်ဆိုရင်အဲဒီလိုမျိုးဖြစ်ရဆိုကြ ေကဖြစ်လာမှာမဟုတ်ပါဘူးအားအကြောင်းပဲစိတ်ပန်းစင်ရပြဿနာတို့ဆေးရောဂါတို့ဆိုတာက လမ်းမမှာပြောချင်ရပြောပြီးတော့ချော်သွားနေတဲ့လူမမှာရှိတာမဟုတ်ဘဲနဲ့တာမန်အတိုင်းသွာလာလှုပ်ရှားနေတဲ့သူတွေမှာလည်းရှိနေနိုင်တာကြောင့်ဘီယူဆိုင်ကြဖို့နဲ့ကိုယ့်ရဲ့စိတ်ထဲမှာတာမန်မဟုတ်တဲ့အတွေးတွေကြီးစိုးနေပြီးဒါမှမဟုတ်စိတ်ပုံမှန်မဟုတ်တော့ဘူးဆိုရင်ကျွင်းရင်သူတွေနဲ့အမြင်ဆုံးစူးနေတိုင်မြင်မှုကိုမရှက်ချပါနဲ့လို့မှာကြရင်ဒီဝင်လေးကိုဒီမှာမဲ့အဆုံးတက်လိုက်ပါရဲမိတ်ဆွေတို့အနေနဲ့ရောဒီမှုနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ကြလဲဆိုတော့ကိုယ့်မမှာဝင်းမြပေးသွားခဲ့ကြပါဦးခင်ဗျာဝင်လေးကိုစောင့်နေကြည့်ရှုပြီးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်